အဲဆက်လက်ပြီးတော့ဒီယနေ့ကုလသမဂ္ဂနဲ့ဗုဒ္ဓဘာသာဝင်ဆိုတဲ့ကြံပိုင်းလေးကိုဖတ်ပြလိုပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ share path ဆိုတဲ့အပိုင်းပေါ့နော်တတိယအပိုင်းမှာနောက်ဆုံးရဲ့အပိုင်းလေးမှာ share path ဆိုတာကျွန်တော်တို့မျှဝေထားတဲ့ဘဝလမ်းပေါ့လှုပ်ဆောင်မှုတွေကိုရှေ့သို့အာချီတက်နိုင်ဖို့ကိုဒီဗုဒ္ဓရဲ့ ူအင်နဲ့ UN ရဲ့စံနှုန်းနဲ့ကိုက်ညီတဲ့အချက်လက်တွေ principles တွေကိုက်ဖြစ်နေတဲ့ဗုဒ္ဓရဲ့လမ်းညွှန်ချက်တွေကကျွန်တော်တို့ကိုက်လမ်းညွှန်မှုကိုပြသပေးရရောက်ပါတယ်ပြသပေးမရှိမဖြစ် ပြသပေးရဖြစ်ပါတယ်ဆိုတော့ကိုသူကပြောကြလို့တယ်နောက်ဆုံးပိုက်နေတဲ့ as we honor this sacred occasion ပေါ့ sacred occasion ဆိုတာဒီလိုကျွန်တော်တို့ဒီလိုမျိုးအချိန်အခါတမရပေါ့နော် အချိန်ကာသမယကို as we honor ဆိုတာဂုံပြုတဲ့အနေနဲ့ဂုံပြုတဲ့အနေနဲ့ဂုံပြုရင်ပေါ့ may we be inspired ဆိုတာကစွရမြတာပို့တာတာကျွန်တော်တို့တွေအားလုံး inspire ဖြစ်ပါစေဆိုတာကစေစုံမှုရရှိပါစေ to bridge divide ဆိုတာ divide ဆိုတာကမတူညီမှုတွေပေါ့မတူညီမှုတွေကိုကွဲပြားမှုတွေကို bridge ဆိုတာပေါင်းကူးပေးတယ်ဓာတ်ထိုးတာဆိုတော့ ကျွန်တော်တို့ကဘာကြီးမှာမတူညီမှုတွေရှိတယ်ဘာသာကြီးမတူညီမှုအယူဆမတူညီမှုတွေဆိုဒီလိုမတူညီမှုတွေကိုပေါင်းစည်းပေးနိုင်ဖို့နောက်တစ်က foster solidarity ဆိုတာအားပေးတာ foster ဆိုတာ support ထောက်ခံတာ solidarity ဆိုတာက solidarity ဆိုတာကစီလုံးညီညွတ်မှုကိုပေါင်းစည်းပေးတာ and walk together towards a more peaceful sustainable and harmonious world ဆိုတာကျွန်တော်တို့ ဲ့လိုအနေနဲ့ Moss Peace ဘူကနေပြီးတော့ပဲကြည့်အောင်ပူရေးငြိမ်းချမ်းတဲ့ sustainable sustainable ဆိုတာကလိုင်းလျောညီထွေရှိတယ်ဆိုတာရှင်တန်စေတဲ့လောကကြီးနဲ့လိုင်းလျောညီထွေမှုရှိတဲ့ harmonious world ဆိုရက်ညီညွတ်တဲ့နော်ညီညွတ်တဲ့ကဘာကြီးညီညာတဲ့ကဘာကြီးစီကို work together အတူတကွာဂျိုးပန်း ဆောင်ရွက်ကြပါစို့လို့အဲ့လိုမျိုးတိုက်တွန်းရင်းနဲ့ကျွန်တော်တို့တွေစိတ်ဆော်မှုတွေခွန်အားတွေရရှိပါစေလို့ကုလသမဂ္ဂအနေနဲ့ဒါဆုတောင်းမြတ်တာပို့တာတယ်ဆိုတဲ့အကြောင်းအရာကိုဆော့ ျွန်တော်တို့ honor ဂုဏ်ပြုရင်အထူးတကားကဘာကြီးခုနပြောတဲ့ကဘာကြီး peaceful sustainable harmonious world ဒီလိုကဘာကြီးကိုဆောင်ရွက်နိုင်ဖို့ work together လက်တွဲဆောင်ရွက်နိုင်ဖို့ကုလသမဂ္ဂနဲ့အတူထပ်တူ